ကထင်ရာကြီးရှောင်းဝင်းဆောင်းဝင်းလေးပြောပါမယ်။နော်ကျွန်တော်တို့တွေထီးဖြူတွေကနေကဒန်နေရွှေထီးတွေညာတပိတ်တွေအရန်လိုက်မွဲပါနဲ့။နော်ကြောင်းတိုက်တွေအမှိုက်ပါ။တန်ဃာတိုင်းတန်ဃာတိုင်းမေးကြည့်။နော်ဟိုအလှရှင်မျက်နှာပြက်မှကြောက်လို့လားမပြောတာတန်ဃာတွေနော်အမှိုက်ပါ။ ဘယ်နေရာမှာတုံးလို့မရဘူးနော်ဘယ်နေရာမှာတုံးလို့မရဘူးအဲ့ဒါကြောင့်မလို့ဒီ TV တွေတို့ရွှေ TV တွေတို့နော်ဒီဥစားများသပိတ်တွေတို့လုတ်ပါနဲ့နောက်ပြီးတော့ပတ်စံတွေကိုလေယူကြီးတွေလုတ်တဲ့နေရာမှာလဲကော်ဒီနဲ့မလုတ်ပါနဲ့တန်ခါတွေပတ်စံတွေဖြည့်စီးပါတယ်နော်ကျွန်တော်တို့ပင်အလေးတွေနဲ့ထိုးတဲ့ဟာမျိုးဆိုလို့ပါကွန်နက်ကန်လုတ်ပါနဲ့တန်ခါတွေတက်ကိုအရန်ဒုက္ခရောက်ပါတယ်။နောက်ပြီးတော့မလိုအပ်တဲ့နော် ဟိုចောင်းတိုင်းနဲ့အသုံးမတည့်တဲ့လူသုံးကုန်ပစ္စည်းတွေဟိုဘာသာခွဲဒီပလုံးတွေမလုပ်ပါနဲ့ចောင်းတိုက်ကိုမေးပါအရှင်ဖျားတို့အလူတွေမှာအိုးတွေရှိရလားအိုးတွေရှိနေအိုးလူပေါ့ဒါကျုပ်ចောင်းတိုက်တွေအိုးတွေများလုံးအားကြီးလို့ကိုနုမဲ့ကျောင်းကိုကဟိုအရှင်ဖျားဖျားသပြီးတော့ကပ္ပယကာရကညှိုးမှာဖျားဖျားသပြီးတော့ပစ္စည်းလေးပါရှောက်ပါဖျားဆိုပြီးတော့ရှောက်ပြီးတော့ဖြစ်သီးလေးပါဒါကပဲတတ်မှတ်တော်မူပါဖျားဆိုပြီးတော့ရှောက်ရင်တန်ခါတွေက ပြောလို့အဆက်တယ်အဆက်တဲ့အတွက်တန်ဃာတွေကဥစဉ်တို့ဘာလို့လဲဥစဉ်တို့ကြောင်းလို့လဲဒါလေးလို့ပါလေဥစဉ်တို့ကြောင်းလို့ဒါလေးဟိုသူ့ပြားတွေလို့လဲဘာဖြစ်လဲသူ့ပြားတွေအေးသူ့ပြားတွေအထက်လိုက်ကားပေါ်တင်ပြီးသွားလှူမယ်ဗျာနော်ကျွန်တော်ဖေတုံးကလေပတ်စံတုပ်ကိုအထုတ်လိုက်နေတယ်အဖေအဖေကကထိန်ခင်းကျွန်တော်တို့ကထိန်ခင်းလာမိသားစုအနှစ်40လောက်ရှိပြီနှစ်စဉ်ခင်းတယ်ကျွန်တော်လည်းနှစ်စဉ်ခင်းပါအဲ့ပတ်စံကိုဘယ်တော့မှကျွန်တော်တို့မသိဘူးအထုတ်နေပဲတာ ။ဘာကိတုတ်လေးတွေနဲ့ပဲတန်ခါတွေဒုက္ခမရောက်ဘူး။ကြောက်တိုက်တွေလို့တာကကြောက်တိုက်တွေအတွက်ဝင်ငွေကဒီကထိန်တရားတွေပဲရှိတာ။ကြောက်တိုက်တွေမူကကြောက်တိုက်လေးတွေမှာဒီကထိန်လေးမှာဒီကြောက်တိုက်ကတစ်နှစ်လုံးအတွက်မိန်းလေးနဲ့ဈေးကိုအဲကြောက်တိုက်တွေရဲ့ဒီကထိန်ရရတာ ရတယ်ကထိန်တော့ရတာတဲ့ပတ်စံလေးကိုလေသူခွဲဝေပြီးတနည်းစာမလေးဟိုခေါမိုးလေးတွေပြဲမို့ဟိုအလုပ်တွေအလုပ်လို့အဲအိမ်အကူလေးလေးလုပ်ဖို့အဲ့လိုမသုံးရတာအဲ့ဆရာတို့တွေတိမင်းကြီးကျွန်တော်ပြောတာမှားကြိုက်တယ်လို့ပြောတော့အဲ့လိုလေးတွေအဆန်အုံသုံးရတာဖြစ်တဲ့အတွက်သူကဒီဟာလေးတွေမှာဖြစ်တဲ့အကြောင်းပစ္စည်းတွေပဲလာ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 တန်ခါဒီမှာဘာမှမရှိဘူးဟိုအတုံးတွေလည်းမတက်ဟိုဇလုံးကြီးတွေဘာကြီးတွေညာကြီးတွေနဲ့ချာအတုံးမတက်အလကားပဲနော် ဘာနဲ့သွားသူမင်္ဂလာဆောင်မလဲဟိုပကံစုံတွေတိဆက်တွေလက်ဖွဲ့တာဆိုကျွန်တော်တို့မှတ်မိတယ်တိဆက်98စုံလာမသိရတယ်ကျွန်တော်တို့မင်္ဂလာဆောင်တော့နော်လုံခဲ့တဲ့အနှစ်30လောက်ကတိဆက်98စုံလာမသိရတယ်ဘာလုပ်လို့ရမှာလဲအဲ့တိဆက်တွေကျွန်တော်အဲ့ဒါနောက်လူများတွေလည်းပြန်လက်ဖွဲ့ဟိုလူလက်ဆောင်ပေးဒီလူလက်ဆောင်ပေးတယ်ဒါရင်းနဲ့ပြီးွားတာပဲနော်ဒါကြောင့်မလို့ကြောင်းတိုက်တွေမှာတကယ်လိုအပ်နေတဲ့နေရာတွေကိုလိုအပ်တယ်လို့နဝကာမရဲ့ အရေးကြီးတယ်လူကိတိန်တင်တင်ငန်းရတယ်မက်လန်းယူတယ်တင်ငန်းကောင်းကောင်းယူတင်ငန်းချင်းတွေမတုံးနဲ့တင်ငန်းချင်းဟိုပေါ်ပင်တင်ငန်းတွေလုံးဝမတုံးနဲ့တင်ငန်းနာမည်ကြီးတင်ငန်းတွေတုံးပြက်လာရင်အဲ့နာမည်အဲ့ဒီစိမ့်နဲ့ကျွန်တော်တို့ဓမ္မပီတီဆိုလာခဲ့လားဆယ်သားတော့ရောဦးမယ်ပစ္စည်းမဝင်နော်အဲ့လိုဟိုနာမည်နဲ့စိုင်ကြီးကနာကြီးနဲ့နော်တင်ငန်း လိမ့်စာတွေလိမ့်စာအတုတွေနဲ့လိုက်ကြည့်အဲ့ဘာဖုံးဆက်ကြည့်ဆက်ကြည့်လို့မရအဲ့ဒါအဲ့တင်ငန်းတင်ငန်းထားတဲ့အတုတင်ငန်းအတုနဲ့ဆက်ခွဲကျင်လွယ်လွယ်လေးတင်ငန်းဆိုင်ဖုံးနံပါတ်ပိုင်းနှက်ဆက်လိုက်တင်ငန်းတိုက်ကလည်းအဖုံးသူအတုနော်ဒါကိုတိလိမ့်မယ်နောက်ပြီးတော့တင်ငန်းဆိုတာတန်ကားတွေယုံရလားမေးကြည့်နော်ဟုတ်ကဲ့ပါဒါကြောင့်မလို့အရေးကြီးတာဒီတင်ငန်းပါတန်ကားလေးတွေကိုဟိုတင်ငန်းလေးတွေလှူပေးမယ်နော် ထနိုင်ညက်ကြီးတင်ငန်းတွေလူပေးမယ်နော်ဟိုလိုအပ်တဲ့နော်ပစ္စည်းတွေကိုတန်ခါတွေကိုရှောက်ပြီးတော့လူပေးမယ်ဒီလိုလုပ်ပါအလဟတ်တွေကျွန်တော်တို့လေမလိုအပ်တဲ့ဟာတွေနဲ့လေဟိုကြောင်းတိုက်တွေမှာပို့ပြီးတော့အဲ့ပစ္စည်းတွေကအမိုက်တွေပါပဲနော်အမိုက်တွေဖြစ်ဖို့များပါတယ်ဒါအမှန်တိုင်းပြောတာကျွန်တော်ကတန်ခါတွေဘက်ကလိုက်ပြောတာတန်ခါတွေကကုလို့ပြောလို့မအပ်ဆက်ဘူးမအပ်ဆက်ဘူးတန်ခါတွေကရွေးချယ်ပိုင်ခင်မရှိဘူးလှူတဲ့ဟာအကုန်ယူရမှာ ကျွန်တော်အနေနဲ့ကအမုန်းခံပြီးတော့ဟိုကထိန်ကိုအလှဆင်ပါတယ်တော့တရုတ်ပြည်တွေလည်းမကကြပါနဲ့နိုင်ငံသားအိုနိုင်ငံသားအနေနဲ့ဘာသာကြားတွေတွေ့လို့မတန်ရှက်ဖို့ကောင်းပါတယ်နော်တရုတ်ပြည်တွေကခုံတာမလုပ်ကြပါနဲ့ရှက်ဖို့ကောင်းတယ်ကိုဒါတပြင်းဘာသာလုပ်နေကိုဘလို့ကြည့်မလဲနော်အရင်ကြည့်ကြမှာရှက်ဖို့ကောင်းပါတယ်နော်ဟိုကိုလှူတာတွေအလှခံကြတဲ့ဟာတွေအားလည်းလေထိန်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 နေနေလှူခံကြပါတချင်းချင်းဆိုရယ်ကောင်းတာဘောဘာဖြစ်လဲ တော်တာလည်းသချင်းလေးဆိုပြီးလူခံရတာပေါ့။ပုံမှန်လေးကရတာပေါ့။နော်။ဟိုတိဥပ္ပကြီးတွေပေါ်ပေါ်ယော်ယော်ကြီးတွေနဲ့နော်မလုပ်ကြပါနဲ့လို့နော်။ဟိုစာတွေနဲ့ဟိုတီထွင်ပြီးဥဒါပေါ့ပြင်းပြင်းပြပြကြီးတွေနဲ့တိဥပ္ပကြီးတွေကြောင့်မလုပ်ကြပါနဲ့။ကထိန်ကိုအလှတွေနဲ့စင်ကြပါ။သချင်းလေးတွေဆိုပေါ့နော်။ဓမ္မသချင်းလေးတွေနဲ့အလူခံထွက်ကြပါလား။ဘလောက်တောင်ဂုံချက်တွေရှိနေနော်။ ဘလောက်တောင်ကြည်နေနေအစိမ်းနေရပယ်မရနော်နောက်ပြီးတော့အော်မျိုးစုံပေါ့ဟိုဓမ္မတခြေတဲ့အလူခံပါပြုအာဘလောက်ကောင်းမလားနော်တကယ်အလူသချင်းလေးတွေနဲ့အလူခံကြပြင်ဖြစ်မြမရဲ့ခုံကိုဆောင်းနိုင်ကြပါစေကြောင်းအမုန်းခံပြီးပြောပါတယ်